ဟောပြောလို့အဲ့ဒီပုဂ္ဂိုလ်တွေကလည်းအထုကျင်တဲ့စိတ်ရှိ ပြီးတော့တရားထုကြတာအမှန်ကောင်းတယ်။ဒါနဲ့ဒီကောချင်းများတို့ကမုတ်ချကိုယ်ရင်တွေ့မြင်နိုင်တော့တရားတော်များပါပဲကတည်းကတရားကုန်၆ပါးတဲ့အကုန်တစ်ခုပဲဟုတ်လား။မှန်ပါဗျာ။ဘာခါတော်ဘဂဝတာဓမ္မောသံဒိဋ္ဌိကောတဲ့ဟုတ်လား။ဟာသံဒိဋ္ဌိကော။မြတ်စွာဘုရားတရားတော်ကကိုယ်တိုင်ကြည့်ရင်ကိုယ်တိုင်တွေ့ပါလေတဲ့။အဲဝိသေမှာတော့မဟာသမယသုတ်တခုမှာတော့ဟောထားတယ်။ ယုံမဝိသိကိစ္စဖြစ်ရင်ကိုယ်တိုင်တွေ့အောင်အားထုတ်ကြည့်ပါတဲ့ကိုယ်တိုင်တွေ့ရင်ယုံမဝိသိကိစ္စပျောက်တယ်ဒီလိုဟောတာတာနေရကြတာတော့တဲ့နေသောပါဏံကြောင့်ဝဆွေရဖြစ်စေဖြစ်တော်ဓမင်းစာယုံနာပြကိုလည်းမြင်စေကြားစေနံစေစသည်စေတွေးထီစေစိတ်ကုစနာကြံစီစေအဲကိုယ်ရဲ့ဆံစေသွားစေလာစေကိုယ်မူရာဖြစ်စေစိတ်မူရာဖြစ်စေဝေဒနာဖြစ်စေသဘောတရားတွေဖြစ်စေအဲ့ဒီသဘောတရားတွေ ဘယ်ကပဲဖြစ်ဖြစ်ဘောအဲ့ဒါဖြစ်စေတရားတွေပြစုတ်ပံတကယ်ရှိတဲ့တရားတွေခေါင်းရဖရာရုံလေးလက်လာတဲ့ခံလက်သက်ခိုက်တာမှာတကယ်ရှိတာမဟုတ်လားရှိပါဗျာလက်နေလို့ရှိတာမလက်ခင်ကမရှိဘူးလက်ပြီးတော့လည်းမရှိဘူးအဲ့ဒါလိုပဲမိမိတို့တဏှာရုံနာနေလည်းပဲမြင်တော့ကြားတော့ပေါ်နေတော့ရှိတာအဲစောစောကလည်းရှိတာမဟုတ်ဘူးဒီမြင်မိကြားပြီးရင်လည်းမရှိတော့ပျောက်သွားပြီဒါပေမဲ့လို့မရှိမှတဲ့ပုံစံတွေကတော့ရင်မြင်တာနဲ့နောက်မြင်တာအတူတူပဲ အဲတယောက်တည်းပဲတကူတည်းကြီးနေတယ်ဘယ်လိုထင်းနေတာကိုဒါတော့မြဲတယ်လို့ထင်တာပေါ့မှန်ကတော့မြဲတာမဟုတ်ဘူးအဲကြောင့်အဲဒီဖြစ်စေပစ္စုပန်တရားကိုဉာဏ်ဝိပဿနာအကျဉ်းရှုရမယ်တဲ့ဒီပါဠိတော်စာမူတွေမှာတော့ရောလို့ရှိပါတယ်နိတိပါဠိတော်မှာဉာဏ်လို့ရှိပါတယ်ရောဆိုတော့ရောအကျဉ်းပုဂ္ဂိုလ်ဒီဝိပဿနာရှုဤဆိုပြီးတော့သောထောပုဂ္ဂိုလ်ဒီဆိုတော့အဲဒါစကားမချောဘူးစကားမချောရဖြစ်နေတော့ဝိဓွာဆိုတဲ့ ဉာဏ်ရှိပုဂ္ဂိုလ်ရှိရမယ်လို့နောင်နာကအဲဒီကတ္တဓာရိပ်ပါပါတယ်ဘာတော့ဒီကရောဒီကကတ္တသိပြီးတော့မလုပ်သားဟိုစာရပုဂ္ဂိုလ်တွေပြခွန်ကြီးပြောတာမာဒီဆရာတော်ဟောဆိုတာဗာဠိတော်နဲ့မညီဘူးတော့ကြာပြောနေမလို့လို့ဟုတ်လားမှန်ခွန်ကြီးကဗာဠိတော်တွေစာမှုတွေကြည့်ပြီးကောင်းတဲ့စာမှုခွန်ကြီးကဟောတယ်အာဗာဠိတော်စာမှုတွေကောင်းတဲ့စာမှုအပြင်းလျော်ဆုံးစာမှုကိုအတည်ပြုပြီးတော့ဟောတာပဲယံဝိပဿတိအကျင့်ဝိပဿနာရှိ ထိုဝိပဿနာကိုပွားစီရမယ်လို့နောင်နာကပါလာတယ်။တန်ကနောင်နာရှိတယ်။ဟောတန်ရှိလို့ရှင်ရှိရရံဆိုရရှိရတယ်။တသရာနဲ့တသရာကနိယဂိမ့်နေဂိမ့်နေနဲ့ရှိတယ်။ရသရာအနိယဂိမ့်နေမဟုတ်ဘူးအကျင်ဆိုတော့ဘာရဲမဟုတ်သေးဘူးသူကတော့အကျင်ရှိတန်ထော်ရှုခြင်းဝိပဿနာကိုနောင်နာကဒီလိုပါရဲ့။အဲဒီတော့ရှိရရံရှိမှတန်တဲ့သူကအဆင်ပြေတယ်ဘေဇုပ္ပဏိသာယာနာမတထထထဝိပါဒတိအတ္တဟိယအတ္တံကုပ္ပံတံဝိပါမနုပြေရေ တန်ဝိရောတန်ထောဝိပဒနာကိုအမှုရွေပွားရရမယ်အဲ့ဒီတန်ရစေရဇံဝိပဒတိအကျဉ်ရှုတယ်တဲ့ရှုတာဘယ်နှမျိုးလုံးဆိုအနိစ္စဒုက္ခအနတ္တချင်းအပြင်ရှုတာက၃မျိုးနိဗ္ဗာန်ညီးငွေပြီးရှုတာရှိတယ်ဝိရာကတတ်မဲ့ခြင်းပြီးရှုတာရှိတယ်និရောဓချုပ်တဲ့သဘောဝဲရှိတာရှိတယ်ပြိဋိတကတဖန်ဆွလွတ်နိုင်အောင်ရှုတဲ့သဘောရှိတယ်အဲ့ဒီဟာအလုံး9ခုရှိတယ် အဲ့ဒီခုနှစ်ပါးသောအချင်းရတဲ့ပြင်ရှုရဲအဲ့ဒီခုနှစ်ပါးသောအချင်းရတဲ့ပြင်ရှုတာဝိပဿနာပဲအဲ့ဒီဝိပဿနာကိုဉာဏ်ဝိပဿနာအရင်ဝိပဿနာရှုအရင်ဝိပဿနာဖြစ်တယ်တန်ထိုးရှုလေးအဲရှုရဖြစ်ပြီးတော့ထိုဝိပဿနာမျိုးကိုအဲ့ဒီဝိပဿနာတွေကိုအနုပြီးပွားရမယ်ဘယ်ထိအောင်ပွားရမှာလဲဆိုမိမိလူလားအပ်တဲ့အရိယာဖိုလ်ရအောင်ပွားရမှာပေါ့သောတာပန်ဖြစ်အောင်ပွားရဆိုရင်သောတာပတိမေဖိုလ်ရအောင်ပွားမြင်ရမယ်အဲသောတာပန်က ပွားများလို့ရှိရင်တော့သဒ္ဒိုင်းနဲ့ခွေရောက်ပွားများမယ်သဒ္ဒါကံကပွားများလို့ရှိရင်နာဂိုင်းနဲ့ခွေရောက်ပွားများမယ်အနာကံကပွားများလို့ရှိရင်အရဟတနဲ့ခွေရောက်ပွားများမှာဟုတ်လားမှန်ပါဗျာအဲဝိပအနုပြီပွားရမယ်အဲဘယ်လိုပုဂ္ဂိုလ်ကပွားရမှာလဲဆိုဝိဓွာပညာရှိပုဂ္ဂိုလ်ကပွားရမှာတဲ့ပညာရှိတဲ့အမျောဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ကပွားပါတဲ့နောင်ရဲ့အမျောဉာဏ်ရှိမှာဟုတ်လားမှန်ပါဗျာယခု လူရယ်လို့ဖြစ်လာလို့ရှိရင်ဒီနေ့ကြရင်ဩရတယ်နာရတယ်သိရတယ်ဒါဘယ်သူမှမမြင်နိုင်ဘူးဟုတ်လားမှန်ပါဗျာမြင်နိုင်ဘူးနောက်ဘဝတွေလည်းပဲဒီလိုလူဖြစ်ရင်ဩရနာသိရအောင်ပါပဲဟုတ်လားမှန်ပါဗျာအာပုဂ္ဂိုလ်ကြီးဘယ်လိုထူးခြားခြားပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်နောက်ဘဝကြရင်ကလေးလေးပြန်ဖြစ်ရမယ်ဟုတ်လားမှန်ပါဗျာဒါလူဖြစ်တာကိုပြောတာနော်ဆုံးချပြောမယ်ဆိုရင်တော့ဘယ်လေးပါဆိုရင်ကြောက်ရရင်နာကောင်းတယ်မြင့်မြောက်ပြီးတော့လူပဲပြန်ဖြစ်တယ်ထားပါတော့တဲ့ လူပဲပြန်ဖြစ်ဖြစ်ဘယ်လိုဂုံတိပြည်စုံတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်သိပြီးရင်လူပြန်ဖြစ်ကလေးရင်းဖြစ်ဘူးလားဖြစ်ပါဗျာဒီကလေးလေးဘာသိတော့လဲဘာမှမသိပါဘူးဘာသိဘူးကလေးမျိုးသားကဘာမှမသိဘူးမိဘတွေကစောင့်ရှောက်နေလို့လားပဲသူကလေးလေးဟိုကြည့်ဒီကြည့်နဲ့မော့ကြည့်ဘာမှလည်းမသိဘူးဟွန်းခွန်ကြီးကစဉ်းစားကြည့်တယ်ဒါအရှိတုံးကတော့သူတကယ်အထက်တန်းပုဂ္ဂိုလ်ကြီးတွေဖြစ်ပါပဲဘယ်နဲ့ဒီကလေးလေးဘာမှမသိပါပဲလားဟမ်နောက်ဒီကလေးလေးတော်တော်ကြီးလာတဲ့ခါကျတော့ ကြောင်းမထားရဘူးလားထားပါဗျာဟောပညာတွေသင်ရပြီအဲ့ဒါရှင်းတော့ကသူပညာတတ်လာတဲ့ပုဂ္ဂိုလ်တွေရှိမှာပဲဘွယ်သူဂုံသူဒီဂရီအထူးတွေရလာတဲ့ပုဂ္ဂိုလ်တွေရှိမှာပဲဟုတ်လားမှန်ပါဗျာအဲ့ဒါတွေကမရှိဘူးမရှိတော့သင်ရတယ်စာမေးပွဲအောင်ကြိုးစားတယ်မအောင်လို့ရှိရင်ဖြင်းစိတ်ညစ်ရသေးတာဟိုးသုံးစားဟုတ်လားမှန်ပါဒုက္ခမရောက်ဘူးလားရောက်ပါလေဗျာဒုက္ခရောက်တယ်ကလေးတွေစပညာတင်ရတယ်ဒုက္ခရောက်တယ်ဟုတ်လား ဒါဒါတွေလူဘက်ကပြောနေတာနော်မှန်ပါဘုန်းကြီးတွေရဟန်းဘက်ကပြောနေတယ်ဒီတိုင်းပဲဟုတ်လားအာဘုန်းကြီးတွေလည်းဘုန်းကြီးတွေဆရာတော်ကြီးတွေဘာကြီးတွေဆိုလည်းတည်သွားရင်အကယ်၍လူပြဖြစ်မယ်ဆိုဒီလိုကလေးလေးဖြစ်မှာပဲဟုတ်လားမှန်ပါဗျာอืมမိဂါမရောက်သေးရင်မရှိဘူးပြောနိုင်ဘူးအဲကံထူးတော့နတ်ပြေရောက်လို့ရှိရင်နတ်ဆိုရင်လည်းနည်းနည်းတော်တာပေါ့လေဒါလည်းအဲ့ဒီနတ်ကလည်းပဲ အရိယာမေဖို့မရောက်သေးဘူးအရဟတမေဖို့မရောက်သေးဘူးဆိုရင်နတ်ဘဝကနေတဲ့အခါလူလည်းပြန်ဖြစ်နိုင်တာပဲဖြစ်ပြီဘူးလားဖြစ်မှာပါဗျာဖြစ်တယ်အဲ့ဒါပဲဘုန်းကြီးကြားပါတော့ထားပြီပါတော့ဒါကတော့ဘုန်းကြီးကဒါတွေတော့ခြံထားပါတယ်လူဖြစ်တာတွေပြောရအဲ့ဒါယဟန်ဖြစ်ကနေပြီးတော့တကယ်ပညာရှိပုဂ္ဂိုလ်ကြီးတကယ်ထက်တန်းကြတဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပေမဲ့လို့အဲခုဆက်ပြီးတော့လူဖြစ်မယ်ဆိုရင်လည်းကလေးလေးဖြစ်ရတယ်ခုမဖြစ်သေးဘူးနတ်ပြေရောက်နေတယ်ဆိုရင်ဒါတော်ပါရဲ့လို့ဆိုတာအဲနတ်ပြေကလည်း တရားသူတရားမြတ်တွေမရသေးဘူးဆိုရင်သူပြန်ဖြစ်နေတာပဲဟုတ်လားဖြစ်နေတာပါဗျာဓမ္မကတော့ဖြစ်နေပြီပါဟုတ်လားအချက်ဆုံးအမြင့်ဆုံးဘဝဆိုတဲ့နေဝပညာနာပြင်နာဘုံရောက်နေတဲ့အဲဒီအာယူပဓမ္မကတော့သိလာလို့ရှိရင်လူပြန်ဖြစ်တာပဲဟုတ်လားမှန်ပါဖြစ်နိုင်တယ်လူဖြစ်ရတာနေပြီးတော့မကောင်းမှုအမှုတွေရှိရင်ပယ်သေးပါလေကြာသေးပါလေအဲဒီတော့အဲဒီလို အမြင့်မြတ်ပုဂ္ဂိုလ်ကြီးတွေလည်းနောက်ဆုံးတနေ့ကျရင်လူပြန်ဖြစ်ကလေးလေးပြန်ဖြစ်ရမယ်ဒီကလေးလေးပြန်ဖြစ်တော့ဘာမသိညာသိဘောဟုတ်လားမှန်ပါအဲတော်တော်ကြီးလာလို့ရှိရင်သူပညာသိညာအောင်မယ်ဟုတ်လားရှိကတင်ထားတယ်ရှိကတတ်ထားတယ်စာရီရှိပါအောင်မလားမရှိတော့ပါဘူးဗျာရှားတယ်တော်တော်ကြီးကဘင်္ဂနာဖြစ်စီတော့ဟောဖြာပုံကနေပြီးကလေးမလေးပြောအဲဒီမှာဒီကနေ့လောက်ရှိအဲဈေးနေ့လောက်ရှိမလားငါးနေ့လောက်ရှိမလားမသိပါဘူးစကားလည်းကောင်းမမပြီးသေးပါဘူးအဲသူကတော့သံသညာပဲနဲ့ပါဠိစာရေးဖတ်တာတယ် အောင်ရကြအောင်။မှန်ပါ။ဗာလိစာတွေလည်းဖတ်တတ်တယ်ဗမာစာတွေလည်းဖတ်တတ်တယ်သူက။သူကသူ့အမေဖေတွေကဒီချမ်းသာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။လယ်သမားတွေဆိုတော့အဲတော်တယ်မှာလယ်ရွာတွေလုံနေရတာကြောင်းကလေးလေးကြောင်းနေမထားရသေးပါဘူး။သူမိဖေတွေကလည်းပဲသင်ပေးတာလည်းမဟုတ်ပါဘူး။ဟိုဘက်ကသူကသူစာတွေဖတ်တတ်တယ်။ဟိုကဒီကဖိတ်စာတွေသူကဖတ်တယ်သူက။သူ့အမေကပြန်ကလေးလေးဘယ်နဲ့လို့ဖတ်တတ်ပါလဲညောင်း။အဲသူ့သူ့ဖေယောက်ျားပြောတော့သူ့ဖေကလည်းဖတ်ခန်းကြည့်တော့ဖတ်တတ်တယ်။နောက် ဘုန်းကြီးတို့ရန်ကုန်ရောက်လာတော့ဘုန်းကြီးတို့ကြောင်းလည်းရောက်လာပါတယ်ရောက်လာတော့စာဖတ်ခဲ့တဲ့စာတစ်ခုကိုဘုန်းကြီးအဖတ်ခိုင်းတယ်ကထာဝတ္ထုဆိုတာခဲ့တယ်ပြောတာပုဂ္ဂိုလ်တော်ဥပလာပတိသစ္စိကာရပရမထေနာတိအာမန္တာစရခြင်းပေါ်တယ်ဖတ်ခဲ့တဲ့ဟောစာကြီးအဲ့ဒါဖတ်ခိုင်းတော့ဟင်းစာကြောင်းကြီးအများကြီးတဲ့သူကကြီးရဲ့ဟာခိတန်စီအောင်နင်ဖတ်နေတဲ့ညာဖတ်ပါလို့ပြောတာအဲဖတ်တယ်သူကဖတ်တဲ့ခါကာလကျတော့ဒီနေမဟုတ်ပါဘူးဒီလိုလှုပ်လိုက်လှက်လိုက်ဟိုလိုလိုပဲနဲ့အမေသူကဖတ်တာမှန်တယ်ဥစ္စာ ခရရီပေါင်ပတ်နိုင်တယ်သူကအဲ့ဒါဟိုသူ့ဆိုင်ရာကနေပြီးတော့ပြောတော့ဒီမှာညာနေရှိပါတယ်ခွင်းတဲ့ပွဲနေတာပါသူတို့ဆရာတော်ကြီးကဖြစ်လာတာလို့ပြောတယ်ခိုးလို့ဆရာရှိရတာအဲဒီလိုပုံကတဦးတလေပဲရှိတယ်နဲပါတယ်မှန်ပါနဲတယ်နဲလို့အဲ့ဒီအဲ့ဒီလိုသိရဆိုတာလည်းပဲအသုံးချလာအောင်သိတာမဟုတ်ဘူးဖတ်တာရုံရှိတာပါမှအသုံးချလို့မရဘူးဟုတ်လားမှန်ပါအဲ့ဒီတော့ နိဗ္ဗာန်မရသေးလို့ဘဝရိခာကာထာကဖြစ်ရမယ်ဆိုလို့ရှိရင်ဒီနေ့ကြရင်ကလေးလေးဖြစ်ပြီးတော့ဒုက္ခရပါမယ်။မရောက်ဝေဘူးလား။ရောက်ပါပါဗျာ။ညာရီတင်ကြလို့လည်းဒုက္ခရပါမယ်။အဲညာတင်ကြလို့သာမဘဲတွေဝင်လို့မအောင်ရင်လည်းဆစ်ဆင်းရအောင်မယ်။ဟုတ်လား။သာဝနေရေးအတွက်ကြီးရတဲ့ခါကာလကြတယ်လုက္ခဏာအောင်မယ်။ ဒါတော့အကြောင်းမြင်လို့ရှိရင်မပြည့်စုံတာတွေရှိမှာပဲဟုတ်လားရှိမှာပါဒီနေ့ကြလို့ရှိရင်အိုရမယ်နာရမယ်သိရမယ်ဒါတွေဘယ်သူမှမမြင်နိုင်ဘူးနော်မြင်နေပါမြင်နိုင်ဘူးဘယ်ပါလာတရားကမှမြင်နိုင်ဘူးကြာအဲဥရနာသိရမယ်အဲ့ဒါတွေကိုဉာဏ်ပညာနဲ့မျှောမြင်ကြည့်ပါတဲ့အခုဒီတရားနာပုဂ္ဂိုလ်တွေကတော့သိနေပါပြီဟုတ်လားသိကြပါပြီပါလေဒီနေ့နဲ့နဲ့သိတာနဲ့ပေါ်ပေါ်သိတာဒီနေ့မျိုးတော့ရှိတယ်ဟုတ်လားမှန်ပါ ဘောဝတိတာကတော့ဒေပြုံဆိုင်ပါဘူးဘောဝပဲသူကတော့ဟိုဘာပဲဖြစ်နေနေတို့ဒီလိုနေပြီးတာပဲဆိုပြီးတော့တရားအားမဆုံးဘူးဟုတ်လားမှန်ပါလေးလေးနက်နက်ဆင်ញင်တဲ့ပုံကိုယ်တွေကတော့ဟောနောက်တို့ဒီလိုဖြစ်ရမှာပဲလို့အဲဘေးရန်တွေမြင်ပြီးတော့တရားအားထုတ်တယ်တော့ဒါကြောင့်မဝိဓွာပညာရှိပြီဝိဓွာနောင်ရေးကိုညောင်းညင်း၍သံဃာဘေးကိုကြောက်ရွံ့တော့ပုံကိုယ်ဒီသံဃာဘေးကြောက်မှာဟုတ်လားမှန်ပါ အခုသင်္ကန်းဝတ်တဲ့ခါကလာအကုဉ္ဉ်လေးတွေပါလေးတွေဝတ်တော့ဘူးသာမဏေဝတ္တဒုက္ခတောမောစနထားရလို့မဆွေးရဘူးလားဆွေးပါပါဗျာအမြဲဝစင်းရလုံးရောက်ဖို့တဲ့အမြဲဝစင်းဆိုတာဒါတွေပဲဝိညာဉ်နာဥနာဉာဏ်နာသိဉာဏ်သိဒီဥစ္စာတွေပဲအပင်ကြီးကြပါတယ်လေပါသေးရသူဆိုကြောက်ကြကောင်းပါလေအဲဒီလိုကြောက်ကြကောင်းတဲ့ဘေးတွေကိုမြင်တဲ့ဝိဓဝပညာရှိပုဂ္ဂိုလ်အဲ့ဒီပညာရှိပုဂ္ဂိုလ်ဟာတန်ထောယခုပြောခဲ့တဲ့ခန္ဓာမျိုးကဝိပါဒနာကိုနှုတ်ပြီးရွားစေရမယ်အရိယာမေဖို့တရား ကြောင်းပွားပါတဲ့ဟုတ်လားမမသေဆုံးပါနေသာယနာမတတတဝိပါဒတိအတ္တဟိရာအတ္တကုပ္ပံတံဝိရမနုဝေအဲ့ဒီပွားတဲ့ခါကလာကြတော့လေတဏှာဒိဋ္ဌိကဆွဲသွားလို့အဲ့ဒီနောက်ကြသွားတယ်လေစီးသေးတယ်တဲ့အဲ့ဒီတော့တဏှာဒိဋ္ဌိနောက်လည်းမပါစင်နဲ့မြင်ပြီးပြီးချင်းရှုအဖြစ်ပြသည့်အနိစ္စဒုက္ခအနတ္တတိအဲ့ဒီလိုသိအောင်လို့ရှုပါတဲ့မြင်ပြီးပြီးချင်းမရှုနိုင်ရင်တော့ပုဂ္ဂိုလ်ပဲတတ္တဝါပဲမြဲတယ်ချမ်းသာတယ်ထင်ပြီးတော့ တဏှာဝင်လာတယ်ဒိဋ္ဌိကဝင်လာတယ်ဟုတ်လားမှန်ပါတဏှာဒိဋ္ဌိကဆွဲသွားတာတဲ့အေးမင်းဒီလိုမလုပ်ပါနဲ့ကွာဒီဥစ္စာဒီလိုပဲဒါအမြင်တာကွာဒါယောက်ျားပဲဒါမိန်းမပဲဒါချစ်စရာကောင်းတယ်အစကြီးချင်းတခါတဲ့တဏှာဒီလိုဆွဲသွားတာရှိတယ်ဟုတ်လားမှန်ပါအဲဒိဋ္ဌိကလည်းပဲဒါပုဂ္ဂိုလ်ပဲအသက်ရှင်နေတဲ့အကောင်းမြဲပြီးနေတာဒိဋ္ဌိကလည်းဒီလိုဆွဲသွားတာရှိတယ်ဟုတ်လားအဲဒီလိုတဏှာဒိဋ္ဌိနဲ့မဆွဲနိုင်အောင်အာတာဟီရတဏှာဒိဋ္ဌိဖြင့်ဆွဲနိုင်ရင်မရှိအောင်ဥပ္ပယေပွားစီရမယ် တဏှာဒိဋ္ဌိဆွဲသွားရင်ဝိပဿနာမတည်တော့ဘူးပြည့်တော့တာပေါ့ဟုတ်လားမှန်ပါဗျာအတန်ကုန်ပံတဏှာဒိဋ္ဌိအကြောင်းပြည့်စည်ခြင်းလည်းမရှိအောင်လို့အနုဘီဝေရေပွားစီရမယ်အဲတဏှာဒိဋ္ဌိမဆွဲနိုင်အောင်တဏှာဒိဋ္ဌိကြောင့်ရှုမှုပြီးမှုတွေမပြတ်အောင်ခါမြင်နိုင်ကြတိုင်းနေမပြတ်ရှိပါတဲ့ပွားတဲ့ဒါလို့ဆိုရဟုတ်လားမှန်ပါအဲ့ဒါကိုပါဠိကထာတော့စုံသွားပြီမနေ့ကဆောင်းမုတ်ကလေးတွေဆွေးရအောင်လေအားကြီးတော့ပုံသွားပြီချင်းတော်တော်ရှိပါသေးတယ် ရတယ်လို့ခေါ်ရမှာပဲတတ်နိုင်ဘူး။ရတယ်ရဟောတော့သူကပြောကြရတယ်ဆီတော့ပြောရတယ်နားလဲအောင်လို့အဟံကိုလည်းမပြန်နဲ့အပိကိုလည်းမကြမ်းနဲ့ဖြစ်စေယုံနာပိစုပန်းမှန်တိအောင်ရှင်မပါတဲ့မင်းကဆိုပြရနော်။ဒီနေ့လည်းနှစ်ခေါက်လို့တော့ဆိုရကြအောင်လေ။အဟံကိုလည်းမပြန်နဲ့အဟံကိုလည်းမပြန်နဲ့အသစ်ကိုလည်းမပြန်နဲ့အသစ်ကိုလည်းမပြန်နဲ့အဟံကိုလည်းမပြန်နဲ့အဟံကိုလည်းမ စ်ကိုလည်းမကြံနဲ့ဖြစ်ကိုလည်းမကြံနဲ့ဖြစ်စေယုံနာဖြစ်စေယုံနာသစ္ဆုတ်ပံသစ္ဆုတ်ပံမာန်တိအောင်ရှုမှတ်ပါမာန်တိအောင်ရှုမှတ်ပါဖြစ်စေယုံနာဖြစ်စေယုံနာသစ္ဆုတ်ပံသစ္ဆုတ်ပံမာန်တိအောင်ရှုမှတ်ပါမာန်တိအောင်ရှုမှတ်ပါအဲအဲ့ဒီခါရနှစ်ခုကိုဘုညာတူတူလေးနဲ့ဆောင်းဖို့စီရတာငကြောင်းနဲ့ပြီးတယ်ဟုတ်လားမှန်ပါ ဒိတာနန္ဒဝကမေယနာပတိခေခေနာရတာရတ္တိတာဘိနာတံအပါဒင်းစအနာရတံအဲ့ဒီတဂါထာရောအဟောင်းကိုလည်းမပြန်နဲ့အစ်စ်ကိုလည်းမကြံနဲ့လူရင်းနေတယ်အဟောင်းကမရှိတော့မပြန်နဲ့အစ်စ်ကလည်းမပေါ်လာသေးတော့မကြံနဲ့တပည့်လေးဆိုရင်ဆိုရင်တော့ဒါပြီးတော့ပေါ်လာပါလေဒါမှမဟုတ်အဲ့ဒါတွေကတော့သိပ်ပြီးတော့မလို့လို့ရင်းနေတယ်အဟောင်းကိုလည်းမပြန်နဲ့အစ်စ်ကိုလည်းမကြံနဲ့ဆီအောင်နေလည်းပြန်တွေးမနေနဲ့ ။နောင်ရည်တွေကိုလည်းပဲဘာဖြစ်ရပါလဲညာဖြစ်ရပါလဲဘာဖြစ်အောင်လုပ်မယ်ညာဖြစ်အောင်လုပ်မယ်စသည်နဲ့တွေးမနေနဲ့ဖြစ်ခက်ယုံနာလေးတော့ရှိပါတဲ့ပြစ္ဆုတ်ပါယုံနာလေးဖြစ်ခက်ဖြစ်ခက်ရှိပါတဲ့အဲ့ဒါကိုဖြစ်စေယုံနာပြစ္ဆုတ်ပါမှန်ပြီးအောင်ရှိပါဖြစ်စေမြင်စေကြားစေသွား၆ပါပေါ်စေပေါ်စေပြစ္ဆုတ်ပါတရားတွေမှန်တိုင်းပြအောင်ရှိပါတဲ့အဲယုတ်တရားနာတရားလည်းပိုင်းခြားပြီးတော့ပြီးပါလေအကြောင်းနဲ့အကျိုးတွေဆက်ဆက်ဖြစ်နေတာလည်းရှုနေရင်လည်းကိုယ်ဉာဏ်နဲ့ပြီးပါလေ ခဏနဲ့ဆက်ဖြစ်လိုက်ကြောက်လိုက်ပေါ်လာလိုက်ကြောက်သွားလိုက်အဖြစ်ပြက်လည်းပဲကိုယ်ဉာဏ်နဲ့သိတယ်အဲ့ဒီဖြစ်ပြက်ပြီးတော့အိစ္ဆဒုက္ခအနတ္တတွေသိပါတယ်ဒါတွေကိုယ်ဉာဏ်နဲ့စဉ်းစားနေနေသိရအဲ့ဒီတော့အမှန်တည်းသိအောင်လို့ရှုပါတဲ့အဲ့ဒီရှုရတာဟာအိစ္ဆာနုပါဒနာဒုက္ခနုပါဒနာစသဖြင့်9ပါးရှိတယ်အဲ့ဒီ9ပါးကိုပွားစီရမယ်ဘယ်တရားပွားရမလဲခုနပြောတဲ့အတိုင်းဒီမိတို့လိုရှိရတဲ့အရိယာမေဖို့တွေရောက်အောင်ပွားရမယ်။ဘယ်လိုပုဂ္ဂိုလ်ကပွားရမှာလဲဆိုဝိဒ အမျိုးမြင်ဉာဏ်ဉာဏ်နဲ့ပြည့်စုံသောယောဂီပုဂ္ဂိုလ်ဟာပွားများရမယ်။သံဃာဘေးကိုမြင်တဲ့ပုဂ္ဂိုလ်တွေအထုကြတာပဲ။သံဃာဘေးမမြင်တဲ့ပုဂ္ဂိုလ်တွေအာမထုတ်ဘူးဟုတ်လား။မှန်ပါဗျာ။သံဃာဘေးမြင်တဲ့ပုဂ္ဂိုလ်တွေသူတရားနာတော်မလာဘူး။တခါကတနေ့ရမှာတရားဝဲခြင်းပါတော့သွားပြီးတော့ဟောတယ်။ကြောရပါတယ်။အဲဒီမှာသာယဆရာတရားတွေကနေပြီးတော့လူတယောက်ကိုတရားနာဖို့ကသွားခေါ်လာတယ်။တရားနာဖို့ကသွားခေါ်တော့သူကဘယ်နဲ့ပြောတော့ဆိုတော့ သူတို့ရာဒီမှာစာရေးတော်ရေးကြက်ပြီးတော့နေလို့မနာလုပ်နေရတာခင်ဗျားတို့ပဲတရားအထုတ်ပါဗျာခင်ဗျားတို့တရားထုတ်ပြီးတော့တရားတွေရသွားလို့ရှိရင်နိဗ္ဗာန်ရောက်သွားရင်အဲ့ဒီကလူတွေရော့သွားရင်သူတို့စာရေးတော်ရေးတွေနည်းနည်းခြောင်သွားမှာပဲသူတို့ပြောတာလေသူစအဲ့ဒီတော့သူတို့ကသူတို့ကတော့စာရေးတော်ရေးခြောင်ဖို့ပဲရေးကြည့်နေတယ်သူကအဲတရားထုတ်ပဲအရင်ကြည့်ဘူးမှန်ကားတော့စာရေးတော်ရေးတွေခြားနေတာဒုက္ခရောက်လာမှာလားဒီဘုရားစာရေးတော်ရေးတွေကြက်တယ်လို့ပဲနောင်လည်းဒီလိုကြက်နေရင်ဒုက္ခမရောက်ဘူးလား ုကရောက်တယ်အဲ့ဓာဒီလဲကိစ္စညာလဲနိဗ္ဗာန်ရောက်ကိုအထုရတာဣဇေဝကိစ္စမာတပံကောဇိညာမရဏံသူဝေနာယိနောသင်္ကရဏဒိနမဟာသင်္နရမေစုနာအဲ့ဓာဒီတော့ဆောင်းမူကလေးတို့ဆိုပြီးတော့တော်ရောက်လဲမနေ့ကလည်းပြောပြီးသားပဲဒီနေ့ပဲအထုလက်ရှိကမဆွင့်နဲ့ရေးကြည့်တယ်စစ်ပြီးများတဲ့သင်္မင်းနဲ့မိခွေထားခြင်းလည်းမရှိဘူးလို့ဆိုရမယ်စစ်ပြီးများတဲ့စစ်ပြီးများတဲ့သင်္မင်းနဲ့သင်္မင်းနဲ့ ဖွယ်ထားခြင်းမရှိပါဘူးဖွယ်ထားခြင်းမရှိပါဘူးသုဘေထာသုဘေနာစိတ်အာစိတ်အာသုထားခြင်းလည်းမရှိပါဘူးသုထားခြင်းလည်းမရှိပါဘူးအဲစိတ်တည်းရဲ့တရားတရားစိတ်တည်းအများကြီးရှိတာတဲ့ပင်မင်းမှာအနည်းနည်းနဲ့ပြီးနိုင်တယ်အဲ့ဒီပင်မင်းနဲ့လည်းမိတ်ဖွဲ့ပြီးအချင်းချင်းပေးထားခြင်းမရှိပါဘူးတဲ့တဇိုးလက်ဆောင်လည်းပေးထားခြင်းမရှိပါဘူးတဲ့သူ့ကို ခုကံမိတိုက်ခဲ့ဘူးရစိတ်ရင်အားလဲစုပေါင်းထားခြင်းမရှိပါဘူးတဲ့အဲဒါကြောင့်မို့တဲ့ထို့ကြောင့် ነ ပြံမနာယံအာထို့ကြောင့် ነ ပြံမပေယံဧကန်တိတိမပြီးပါဒါကြောင့်မို့ခင်းမသေးသေးဘူးအဲ ነ ပြံကမသေးသေးဘူးစသဖြင့်ဒီလိုကိန်းနေမကြွနိုင်ဘူးတဲ့အဲဒီတော့မသေးကြတော့ဘူး ነ ပြံကတောင်မွှင်နဲ့ခင်းအားထုတ်ပါဘာမှသူစားကိုလိုအပ်တဲ့အကျိုးတွေရမယ်ဒီကျုံနာခန္ဓာမီပြုတ်ပြီးတော့ ိုလိုအပ်တဲ့ဝိပဿနာတရားတွေမဲ့ပညာဖွညာနိဗ္ဗာန်တရားတွေရမယ်လို့ဒီလိုဆိုလိုပါတယ်ဆွေးရမယ်ထို့ကြောင့် ነ ပြံထို့ကြောင့် ነ ပြံမသေးယံမသေးယံဧကံတိတိမသိပါဧကံတိတိမသိပါထို့ကြောင့် ነ ပြံထို့ကြောင့် ነ ပြံမသေးယံမသေးယံဧကံတိတိမသိပါဧကံတိတိမသိပါအဲဒီသင်္မင်းနဲ့ချင်းချက်ထားခြင်းသို့လည်းဆောင်ပေးထားခြင်း ်ဒီမင်းကိုခုခဏနဲ့သုတိဘဝမရှိခြင်းဆိုတဲ့အကြောင်းညာကြောင့်လည်းသင်္ခါမသိဘူးလို့ဧကံမပြောနိုင်ပါဘူးတဲ့အဲဒီတော့ဧကံမပြောနိုင်တော့မြတ်ရှင်ကကြမှာအာထုံမဲ့တစ်ခါကြမှာအာထုံမဲ့ရင်းမွှေ့ပါနဲ့တော့ဒီနေ့ပဲအာထုံပါလို့ဆိုလိုပါတယ်မြေရဲ့မပြင်းဒီနေ့ရင်အလင်းများအားထုတ်ပါအလင်းများအားထုတ်ပါနေရမပြင်းနေရမပ ထုတ်ပါအမြဲတမ်းဟောပါမြည်တဲ့မရှိပဲနဲ့အနည်းမဲ့အာမလုပ်သိနေတဲ့ငါမှာဘယ်ခါမှ နောက်လာမှနောက်ညင်းမှမရှိပါနဲ့ဆက်ချင်းမအထုတ်ပါတဲ့ဧဝံဝိဟာရင်အာတာသိယဟောရဓမ္မရဏိတံတာဝေဘရိကရတောတိတန်တော်အစိတ်ကနေမူနိဧဝံဝိဟာရင်အာတာပိအာတာပိကိလေသာကိုပူလောင်စေတဲ့သမထရံလုံးလာတဲ့ပြည်စုံဖြစ်၍ ဉာဏ်နဲ့ကြားလိုက်ရင်မပြတ်ရှုမှတ်နိုင်အောင်အားထုတ်နေတာကဝိရိယပဲသူကစိလေသာတွေပူလောင်စေရတဲ့အအစိုးရများကို၆စေရတဲ့အပူဓာများလိုပဲကိလေသာတွေပူလောင်စေရတဲ့ကိလေသာတွေ့၆ကင်းပြောက်စေရတဲ့အဲ့ဒီလုံလောက်ဝိရိယရှိပြီးတော့တကယ်အားထုတ်နေရင်ကိလေသာတွေဝန်ကုန်မရဘူးဉာဏ်နဲ့ကြားလိုက်ဓမ္မတည်းမှတ်နေလို့ရှိရင်ဉာဏ်ကြားနေပြီးတော့လောဘဒေါသတွေဝန်ကုန်ကုန်မရဘူးအဲ့ဒီလိုငြိမ့်သွားအောင်အားထုတ်ရတာ ။ဧောဝိဟာရင်အာတာသိင်အာတာသိင်ကိလေသာကိုပူလောင်စေတာသောသမဗရာလုံးနာဝိရနဲ့ပြည့်စုံခြင်း။ဧောဝိဟာရင်ဤသောရှုမှပွားများလျက်နေလိမ့်စီတော်သူကိုဧောဝိဟာရင်အာတာသိင်အဟောရဓမ္မသန္တိတံအဟောရတံမင်းညင်မပြအာတာနိဓမ္မပြင်းကြီးပဲအာတာသိင်ကိလေသာပူဆောင်လို့ပူလောင်စေတာသောသမဗရာလုံးနာဝိရနဲ့ပြည့်စုံခြင်းဖြစ်၍ အဲဧဝံဝိဟာရိသုခေဒီသနိဖြင့်ရှုမှတ်လျက်နေတဲ့စီတော်ပုဂ္ဂိုလ်ကိုတန်တော်ကိလေသာငြိမ့်ပြီးတော်မူနိဘုရားမြတ်စွာဘုရားသည်ဖာရိဂါရတော်ဒီကောင်းမြတ်သောနိမ့်ညင်အချိန်ခံဖာရိဂါရတော်ဒီကောင်းမြတ်သော တခုသောနိမ့်ညင်အချိန်ခံစီတော်ပုဂ္ဂိုလ်ဟု၍ကောင်းမြတ်သောနိမ့်ညင်ခါတခုစီတော်ပုဂ္ဂိုလ်ဟု၍အာစေကတိဟောကြားတော်မူလေသည် အဲဒီလိုမပြအားထုတ်နေတဲ့ပုဂ္ဂိုလ်ဟာကောင်းအချိန်ကောင်းခါကာလကောင်းကြာနေတာဒီနေ့မှရင်ဒီနေ့ကောင်းတာပေါ့နေ့ရက်မှရင်နေ့ရက်၃ရက်မှရင်လည်း၃ရက်တစ်လမှရင်လည်းတစ်လဒီနေ့မှရင်လည်းဒီနေ့အချိန်ကောင်းကာလကောင်းကြာနေတဲ့ပုဂ္ဂိုလ်ပဲအဲတော့အချိန်ကောင်းကာလကောင်းကြာဖို့ရည်ရှိတာပဲအောင်မြတ်စွာဘုရားပြန်ညင်ကြသွားပါလေအဲ့ဒီမှာအကျေကတော့ခုဟောဖို့ရအချိန်မရှိပါဘူးချိန်ကြီးอืม ဒီကတော့ဟောဖို့အချိန်မရှိတော့ဘူးလေ15မိနစ်လောက်ပဲလို့တော့9နာရီအတီးတော့သာသမန်နဲ့နည်းနည်းလေးတော့ပြောရသေးတာပေါ့လေရှင်ကဘုရားလက်ထက်ကဘုရားဟောထားတဲ့ဒေသနာနဲ့အခုကာလမှာလူတွေရဲ့ဒီအသုံးမှုတွေကတော်တော်ကွာနေတယ်ကွာပြီးဖို့နားလည်းဖို့မလွယ်ဘူးအတိတ်လူငယ်ကြီးတော်တရားကိုဒီအစင်လိုက်တယ်ဆိုတာဘယ်လိုလဲလေမေးတယ်ဟုတ်လားပါဠိမျိုးပါဘူးပါဠိတော့မျိုးဘူး ဘယ်လိုပဲလွတ်လိုက်တာလဲရှေးတုန်းကတဲ့ဒီတမရဏအတိတ်ကာလကရှေးကာလကဒီလိုရုပ်နဲ့ပြည်စုံခဲ့ပြီဒီလိုဝေဒနာနဲ့ပြည်စုံခဲ့ပြီဒီလိုသင်္ညာနဲ့ပြည်စုံခဲ့ပြီဒီလိုသင်္ခါရနဲ့ပြည်စုံခဲ့ပြီဒီလိုဝิญဉာဏ်နဲ့ပြည်စုံခဲ့ပြီလို့အဲဒီလိုလုံးသွင်းတာဟာရှေးအတိတ်ကိုဒနာရီတိနဲ့လိုက်ရတာတဲ့ဟုတ်လားမှန်ပါသူကစာတုံးနေနေပဲဟုတ်လားစာတုံးနေနေပဲဟောတာတယ်အဲဒီမှာ ရုပ်ဆိုတာလဲစာကစာတွေကအမည်ပဲဝေဒနာဆိုတာလဲအမည်ပညာဆိုတာလဲစာတွေကပါတဲ့အမည်ပရမတ္ထတရားတွေရဲ့အမည်လေးသင်္ခါရတော့ဝိညာဉ်တော့ပရမတ္ထတရားတွေကအမည်လေးဒါပေမဲ့လို့အဲ့ဒါတွေကိုမြဲတဲ့အနေနဲ့ပုဂ္ဂိုလ်သားတော်အနေနဲ့စင်ကျင်တာကိုပြောတာဈေးတော့အသုံးနဲ့အခုသုံးနဲ့တော်ကွာနေတယ်သူကဘုန်းကြီးကအခုသုံးနဲ့ပဲပြောတယ်နားလည်အောင်လို့ညီနိုင်ညီနိုင်မရှိလို့ရှိရင်အဲ့ဒီမြင်းစင်းကာလကထင်ရှားခဲ့တဲ့တရားတွေကို အမျက်ရှိနေတယ်လို့ထင်တာပဲဟုတ်လားမှန်ပါဘူးဒီနေ့ကိုကိုကိုစိတ်ထဲကမြင်လာတယ်ပဲဒီမြင်အမျက်ရှိနေတယ်ထင်တယ်မြင်ရတဲ့ဟာတွေလည်းပဲခုနကမြင်ခဲ့တာတွေအခုလည်းရှိတယ်ခုနကဒီကြောက်ကိုခုနကမြင်ခဲ့တယ်ဆိုရင်အခုပြန်စဉ်းစားတဲ့ခါကလာအဲ့ဒီလိုကခုနကရှိတယ်လို့မထင်ဘူးလားထင်ပါပါဗျာဟုတ်တယ်ခုနကရှိတာပဲဘယ်နှရောက်နေတယ်ဒီလိုထင်တယ်နောက်ဒီကကိုကတွေ့ရမယ်ဆိုရင်ဟာဟိုလူခုဒီရောက်လာပြန်ပြီဒီလိုမထင်ဘူးလားထင်ပါဗျာဟုတ်လားဆေးကဆေးကရှိတယ် မြင်တာကတော့ရုပ်မြင်တာပေါ့ဟုတ်လားမှန်ပါအဲဒီရုပ်ဟာမြဲတမ်းတည်နေတယ်ထင်တာပြီးတော့လှပါတယ်လို့လည်းထင်တာပဲအမျိုးသမီးမျိုးသားချင်းချင်းရွယ်ကောင်းနေဆိုရင်ချင်းချင်းကြည့်ပြီးတော့လာပါတယ်လို့ထင်တာပဲအဲဒါဒုက္ခချမ်းသာတယ်လို့ထင်တာတို့ဟုတ်လားမှန်ပါอืมအသက်ရှင်နေတဲ့အတ္တကောင်လည်းထင်တာပဲအသက်ရှင်နေတဲ့ပုဂ္ဂိုလ်ပဲဒါလို့လည်းထင်တာပဲအဲ့ဒါမြညာနေပြီယုံဆင်းကြောင်းပြီးတော့ထို့တွေ့ကြရတာအပန်ကြောင်းပြီးတော့လည်းဒီတိုင်းနဲ့အဲနာယာအနတ် အနတ်ကတော့အနတ်ကြီးတရားသေးတဲ့ပုဂ္ဂိုလ်အနေနဲ့ဒီလိုဆွဲလိုက်အရာကကတော့စားတဲ့ရတာကတော့ချက်ကြည့်ကြည့်တဲ့ပုဂ္ဂိုလ်အဲ့ဒီတော့ဆွဲလိုက်အတွေ့အထိတွေကတော့ဒီတွေ့ထိတာဘာလို့ဆိုတော့တွေ့ထိတာအဲ့ဒီတွေ့ထိတဲ့ဥစ္စာတွေကမြဲကြည့်နေလို့ထင်တာပဲဥပမာအဖြစ်ခလုတ်တိုက်တယ်ဆိုပါတော့အဲ့ဒီခလုတ်တိုက်တဲ့ခလုတ်ဟာအမျိုးရှိနေထင်းနေတာပဲဟုတ်လားမှန်ပါဗျာမှန်ကားတော့မြဲမဟုတ်ဘူးအဲ့ဒီတိုက်တဲ့အခါကလားကြည့်ခဲ့တိုက်ခဲ့တဲ့ရုပ်ကတိုက်တုံးကရှိတာမရှိဘူးနောက်တော့နောက်တစ်ခါအသေးအသေးတွေရှိတယ်ပဲဘယ်မှာဒိနာမရှိဘူး အဲ့ဒါဝိပဿနာတကယ်ရှိရင်အဲ့ဒီတိုင်းကြည့်တာဘယ်မှမကြည့်ဘူးဖြစ်ပြီးကြောဖြစ်ပြီးကြောဖြစ်ပြီးကြောမှမြင်ရတယ်အကုန်ကြည့်တာအဲ့ဒါကြည့်အောင်ရှုဖို့ရရှင်းတော့ခေါ်တဲ့ဒေသနာနည်းနဲ့အရင်ကငါအရင်ကငါဟာဒီလိုရုပ်တင်းနဲ့ပြည်စုံခဲ့တယ်ဒီလိုရုပ်ရှိခဲ့တယ်ကိုယ့်ရုပ်ကိုပေါ့လေအဲကိုယ့်လက်ကိုကြည့်ပြီးတော့မြင်လို့ရှိရင်ရှင်းတော့ငါလက်ကဒီလိုဟာပဲတောင်းတော့တင်းတင်းနဲ့ အခုအရွယ်ကြီးလာတော့သူကလည်းပဲလက်တွေကမမြင်ကြဘူးဟုတ်လားမှန်ပါအဲဆေးကဟာလေးပြန်ပြီးတော့စဉ်းစားပြီးတော့ตาရေးတာကိုဟွန်းအဲဒါခံစားမှုဝေဒနာတဲ့အရင်တုန်းကတော့နေကောင်းထိုင်ကောင်းနဲ့ပျော်မွေ့ငနာချမ်းသာနေတာအခုတော့နေမကောင်းတဲ့ခါပြန်စဉ်းစားလို့ရှိရင်ဆေးကငါဒီလိုကောင်းစားခဲ့တယ်ချမ်းသာခဲ့တယ်ဒီလိုလည်းစဉ်းစားတယ်အဲဒါပညာတဲ့ဆေးကအမှတ်ပညာတွေသိကောင်းတာအခုအမှတ်ကလည်းကောင်းမှန်းနိုင်တော့ဘူးကြီးသွားလို့ရှိရင်လက်ရွယ်ကြီးရင်ပညာတွေဆိုတာ ကဲဉာဏ်မကြဘူးဘုန်းကြီးတို့တော့ကဲဉာဏ်မကြဘူးနာမည်ရင်းရတဲ့ခါတခါပေါ်လို့တော့မရဘူးပညာတွေဘယ်လိုပြင်းမှန်းမသိဘူးဘာမှခက်ခဲတာလည်းမဟုတ်ဘူးအဲအရာထဲကပညာတွေကိုယ်နဲ့အမှန်ရင်းနှီးသိနေတဲ့လူတွေနာမည်လည်းပေါ်လို့မရဘူးကြောက်ကြောက်သွားတယ်သူကလုံးလုံးလည်းကြောက်တာမဟုတ်ဘူးနောက်တော့လည်းပေါ်သေးတာပဲဥစ္စာအဲဒီလိုပညာတွေကတရားမကြဘူးသူကသင်္ခါရတွေတဲ့သင်္ခါရဆိုတာများပါပဲဒီကူကအလုံး90တောင်ရှိတာအများကြီးအဲ့ဒီတရားတွေလည်းဆေးရုံကဘယ်လိုဘယ်လိုဟာဒီနေ့ပြည့်စုံခဲ့တယ် ်ဝိတက်ဆိုတာအစိရာကြံနေကြတာလေဝိสารသုံးသဆင်နေတာလေอืมလောဘဆိုလူကျင်နေတာလေဒေါသဆိုစိတ်ဆိုးစိတ်ပြည့်ဆင်နေတာလေอืมအဲ့တော့အလောဘဆိုမလူကျင်နေတာလေအရောဓဆိုတာကချမ်းသာပါစေလို့မေတ္တာပွားရတာလေအဲ့ဒီလိုဟာဒီပေါ်အများကြီးရှိတယ်သူကသင်္ခါရတွေအများကြီးရှိပါတယ်ပြီးတော့ဝိညာဉ်စိတ်တဲ့စိတ်ဆိုတာကလည်းရှိတော့မှငါဒီလိုစိတ်ကလေးတွေဖြစ်ခဲ့ရဲ့အဲ့ဒီလိုပြန်ပြီးတော့စဉ်းစားတာဟာအတိတ်ကိုအတ္တနာမဂမိယဆိုတာ နဲ့မငြီးပဲနဲ့အသိတရားတွေလိုက်နေတာတဲ့အဲမြင်မှုကြားမှုတဲ့အရင်နဲ့ဆက်ပြီးတော့တဏှာတွေဒိဋ္ဌိတွေဖြစ်နေတာအဲ့ဒီလိုမဖြစ်အောင်လို့ရှင်းရမယ်အဲ့ဒီလိုမဖြစ်အောင်ဘယ်နဲ့လုပ်အောင်လို့ဆိုဖြစ်ခဲ့ယုံနာလေးသဘောမှန်ပြီးအောင်ရှင်းဖို့လိုတယ်ဟုတ်လားမှန်ပါရှင်းတဲ့အခါကာလကြတော့ပါဠိနဲ့ရှင်းနိုင်ရင်လည်းရှင်းလို့ရပါတယ်ပါဠိဝါဒနဲ့ ပါဠိဝါဒဆိုတာမလွယ်ဘူးဟုတ်လားမှန်ပါဗမာဝါဒနဲ့ဆိုတော့ကိုယ့်ရသုံးနေဆိုလွယ်တာပေါ့မြင်မြင်နဲ့ကြားကြားတယ်လွယ်တယ်ဟုတ်လားလွယ်ပါအဲဒီလိုလွယ်လွယ်နဲ့ရှုအောင်လို့ခွန်ကြီးတို့ကညွှန်ကြားတယ်ဘုရားကလည်းဒီလိုလွယ်လွယ်ရှုရတယ်ညွှန်ကြားခဲ့တာဟုတ်လားမှန်ပါဒေသတော်ဟာသွားသည်ရှိတယ်လည်းဒေသမီတွေသွားသည်ဟူ၍ပဇာနာတိရှိစားတယ်သွားတဲ့အခါကလာမှာတကယ်ဖြစ်တာကရုပ်တရားဝါရောဓာပဲဟုတ်လားမှန်ပါရုပ်ရှုရှုဝါရောဓာလို့ရှုလို့ဒီလိုမညွှန်းခဲ့ဘူးသွားရင်သွားတယ်ဟုတ်ပြီသွားတယ်လို့ပဲသိရမယ်ရသုံးစကားမဟုတ်လား သွားတယ်ဆိုရသုံးစကားပဲမလားရသုံးစကားပါရသုံးစကားလူတိုင်းလူတိုင်းကလေးကစပြီးပြီးမယ်မို့လားပြီးပါရဲ့ခင်ဗျအဲ့ဒီလိုရှိမှပို့ပြီးတော့ရှင်းတာတမာရီလည်းပို့ဖြစ်တာဟိုစာရဲကနာမည်တွေလျှောက်ဆင်းရင်းနေရလို့ရှိရင်တမာရီမဖြစ်ဘူးဟုတ်လားမှန်ပါတမာရီမဖြစ်ရင်ညာမဖြစ်ဘူးအဲ့တော့ရသုံးစကားနဲ့ပဲလူရင်းတော့လည်းအဲ့ဒီရသုံးစကားလည်းအမိကလူရင်းမဟုတ်ပါဘူးမပြောမဖြစ်လို့ပြောရတာဟုတ်လားမှန်ပါအမှန်စစ်စစ်ကတော့ဟိုဖြစ်ခိုက်ကလေး ိတ်နဲ့ဆဲရှုပြီးပြီးသွားတာလေးလိုရင်းမယ်ဟုတ်လားမှန်ပါအဲ့ဒါလိုရင်းမှာအဲ့ဒါလိုရင်းသွားတဲ့အခါကာလာကြရဲ့ဆင်းရင်ဖြစ်ရင်ခြေတော့တစ်ခါလေကြွရီကစားပြီးချပြီးတောင်အဲတောင့်တာတင်းတာတွန့်ကန်တာလှုပ်ရှားတာလေးတွေအပညာနဲ့ပြီးသွားလို့ရဒါလေးရလိုရင်းမယ်ဟုတ်လားမှန်ပါဗျာအဲ့ဒါကိုဒါကတောင့်တာပဲတင်းတာပဲတွန့်ကန်တာပဲစသည်ဖြင့်ပြောပြောတော့ပြောရတာပေါ့လေဒါကတော့လူရင်းမဟုတ်ဘူးခုမှသိတာလေးရလူရင်းဟုတ်လားမှန်ပါအဲဒီလိုသိအောင်လို့ရှိရတာဒါကြောင့်မို့ ဉာဏ်တိုင်းကြားတိုင်းနေဖြစ်ခဲ့ယုံနာနေရှိပါလို့ဆိုလိုတယ်။အဲ့တော့အတိတ်ကိုမလိုက်ဘူးဆိုတာဘယ်လိုအားလုံးဆိုခုနကအတိုင်းပဲ။အဲရှိကငါမှဒီလိုရုပ်တွေရှိခဲ့ပြီဖြစ်ခဲ့ပြီလို့อืมမစဉ်းစားမကြံစီဘူး။အဲမစဉ်းစားမကြံစီရင်ပြီးတာပဲဒီလိုအသေးပဲရှိတယ်။ဒါကြောင့်လည်းမစင်းစားမကြံစီရုံနဲ့တော့မဖြစ်ဘူးသူကရှုမှဟုတ်လားမှန်ပါဗျာတကယ်ဖြစ်တဲ့တရားလေးရှုမှအဲရှုဖို့ရာကို ရှိကဝဟာရကဒီလိုပဲဟောထားတယ်လို့အဲ့ဒါခန္ဓာ၅ပါးနဲ့ခွဲပြီးတော့ဟောထားပါလေနောင်နာကတော့မကြမ်းနဲ့ဆိုပြီးတိုင်းနဲ့နောင်ကြတဲ့ဘယ်လိုရုပ်တွေအဲဖြစ်ရပါလို့ဤအဲဒီလိုဘယ်လိုဝေဒနာတွေဖြစ်ရပါလို့ဤဘယ်လိုပညာတွေဖြစ်ရပါလို့ဤအဲဒီလိုစဉ်းစားတဲ့ဥစ္စာကတော့အနောင်နာကကိုညှို့တင်တောင်းလာတာတဲ့အဲဒီလိုမတောင်းလာတာကဘာလို့လဲနောင်ခါကာလဒီလိုရုပ်နဲ့ပြည့်စုံပါလို့ဤဝေဒဝေဒနာနဲ့ပြည့်စုံပါလေဤလို့ မတောင်းတာဘူးတဲ့မတောင်းတာလို့ရှင်ပြီးတာပဲပြီးတော့မတောင်းတာအောင်ကဒီတိုင်းထားလို့တော့ဖြစ်ဘူးဟုတ်လားမှန်ပါဗျာစိတ်ကရှုမှသဘောမှပြီးမှအဲ့ဒါပြီးအောင်တော့နောက်ပြစ္ဆုတ်ပါနေစရဟန္တာမှကြတော့ပြည့်ပြည့်ချက်ချပါပဲအဲ့ဒီတရားတွေရှိပါတယ်တဲ့အဲ့ဒီမှလည်းပဲပြစ္ဆုတ်ပါတရားတွေမပြတ်ရှုပြီးတော့တဏှာရိဓိမဆွဲငင်နိုင်အောင်လို့ပြတ်ရှုနေပုံကြတော့အခြေခံကစပြီးရသော်တရားတော်တော်ရှိရှိဝိပန်းထားတယ်အတုတဝါတဲ့အကြံဉာဏ်ရှိတဲ့ပုဂ္ဂိုလ်